ကဲအိမ်တော်ကြီးတရားဖို့ရဆံမဒီနေထပ်ပြီးတော့မှယောက်ျားလေးရဲ့သဘောတဘာဝလေးကိုနည်းနည်းထပ်ပြီးတော့မှဆံမပြပြပြီးမယ်။အဲ့တော့ဆံမပြောတာလေးအကုန်လုံးကတော့အကုန်လုံးကြီးဟိုပေါ့နော်100%အမှန်တော့ဘယ်ဥပမလဲ။ဆံမဆံမပဝင်ရှင်မှာရှိနေတဲ့ယောက်ျားလေးကိုကြည့်ပြီးတော့မှဒါဟိုပေါ့နော်ရာဂိုင်နှုံးတော်တော်များများတူနေတာလေးကိုပြောပြပြီးသဘောပဲပေါ့နော်။အဲ့ဒီခါကျတော့အဲ့တော့အိမ်တော်ကြီးတရားအောင်လောက်ရမယ်နီလန်ရှိလားဆိုရင်တော့ ုံတည်နီးရတိကျတဲ့ပုံတည်နီးတော့မရှိပါဘူးအားလုံးကကိုရေးချေထားတဲ့ကိုယောက်ျားတွေရဲ့ဇီယိုက်တွေတော့သူတို့ရဲ့သဘောတဘာဝတွေသူတို့ရဲ့ဗီဇာစိတ်တွေသူတို့ရဲ့ character တွေပေါ်မှာမူတည်ပြီးမှသူတို့စိတ်နေသဘောထားတွေပေါ်မှာလည်းဆရာမတို့ကကြည့်ပြီးမှအစဉ်ပြေအောင်လက်ရောညီတွေဖြစ်အောင်ဆရာမတို့ကနေပြရတဲ့သဘောပဲဒါပေမဲ့အများစုအကျဉ်းမြင့်ကတော့ဘုံတူနေတဲ့အချက်တွေတော့ရှိတာပေါ့နော်အဲ့လိုအချက်မျိုးတွေကိုပဲဆရာမကဝေမျှပေးနေတာဖြစ်တယ်နော်အဲ့ကကြတော့ဆရာမတို့ယောက်ျားတွေဟာ ုံးဝစိတ်ရှုပ်မခံနိုင်ဘူးသီလားယောက်ျားတွေဒီလုံးဝစိတ်ရှုပ်မခံနိုင်ဘူးသူတို့ကိုစိတ်ရှုပ်စေတဲ့ပဝင်းရှင်မှာသူတို့ကိုစိတ်ရှုပ်စေတဲ့လူတွေနားမှာသူတို့မနေနိုင်ဘူးအဲ့ဒါလေးကိုတစ်ချက်ဂယူဆိုင်ပေးပါအဲ့တော့အိမ်အောင်ရေးတွေဆရာမတို့ဖောက်ပြန်လာကြပြီဆိုတဲ့အခါမှာဟိုပေါ့နော် ဖောက်ပြန်ခြင်းလုံးလုံးကိုအင်းရူပေါ့နော်ရာကားစိတ်အားကြီးလို့အခြားမိမတွေကိုပေါ့နော်ဒီတဏှာရာကားစိတ်အားကြီးလုံးလုံးသွားပြီးမှအာဖောက်ပြန်တဲ့ယောက်ျားမျိုးတွေလည်းရှိတယ်လို့မကြီးရွယ်ပဲနဲ့အိမ်တော်ကြီးဖောက်ပြန်မှုကိုကျူးလွန်မိသွားတဲ့ယောက်ျားမျိုးတွေလည်းရှိတယ်နော်ရှိတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုယ်အိမ်ရဲ့အနေအထားကတိတ်ဆိတ်ရှုပ်စရာကောင်းတဲ့အခြေအနေမျိုးဖြစ်နေခဲ့ရင်တိလား ူနေနေရတဲ့သူ့ရဲ့အိမ်အောင်ရေးအနေထားကသူ့ရဲ့သူနားခိုရပါတော့သူအလုပ်တွေပြင်းမှန်းပြီးလားနားခိုတဲ့သူ့ရဲ့အိမ်ကตายနာပြောပဲမရှိဘူးเนาะอืมစကလုံးမျိုးတချို့စကလုံးမျိုးမပြောပြတတ်ဘူးပေါ့เนาะအဲ့လိုตายနာပြောပဲမရှိဘူးစိတ်ချမ်းသာစရာမကောင်းဘူးเนาะစိတ်အေးတတောင်စိတ်အေးတတာစွာနဲ့သူအပန်းဖြေလို့ရတဲ့နေရာမျိုးဖြစ်မနေဘူးဆိုလို့ရှိရင်သူတို့ဒီတည်ကြတယ် သူတို့စိတ်ရှုပ်မှုကိုတတ်တာစေတဲ့နေရာတစ်နေရာကိုသူတို့ရှာဖွေလိုက်မယ်ဒီလားအဲ့တော့သူတို့ကဆိုပါစို့နော်အင်းအောင်ရေးဖောက်ပြန်တဲ့အစဉ်ဖြစ်သွားပြီဆိုလို့ရှိရင်ရောဆရာမတို့ထားပါတော့ဒုတိယလူပေါ်လာခဲ့ပြီဆိုလို့ရှိရင်ဒီယောက်ျားတွေကသူတို့ဘဝကိုဘယ်လိုရွေးချယ်ကြမလဲဆိုရင်တည်ကြတဲ့သူတို့ကသူတို့ကိုစိတ်ရှုပ်တာပေါ့စိတ်ရှုပ်စေတဲ့စိတ်ရှုပ်စေမှုနည်းတဲ့သူကိုသူတို့ရွေးချယ်မယ် သူတို့ကိုစိတ်ဒုက္ခပေးတာနည်းတဲ့သူတို့ရွေးချယ်လိမ့်မယ်။သူတို့ကို ပို့ပြီးတော့မှနော်စိတ်ချမ်းသာအောင်ထားနိုင်တဲ့သူသူတို့ကိုပို့ပြီးတော့မှ နားလည်မှုပေးနိုင်တဲ့သူနော်သူတို့ရဲ့ဘဝလေးကိုတတောင်းတတအေးအေးချမ်းချမ်းဖြစ်အောင်သူတို့စိတ်ကလေးကိုလှုပ်ပေးနိုင်တဲ့သူမျိုးကိုပဲသူတို့ရွေးချယ်လိမ့်မယ်သိလား။ถ้าตรุยวยเฉ่เลยมั้ยตรุจันทร์นี่ตาอีอ้ายซึ้งซ่ามาหมอบูบดูอ่ะปูพี่แล้วมาตู่ด้วยใส่อิตตาผิดมะเลยสรเอาตู่จี้เลยมั้ย ဲ့တော့ဆရာမတို့မိန်းမတွေကတောက်လျှောက်တောက်လျှောက်နော်နားစတိုက်ပူတဲ့အခါမှာယောက်ျားတွေကကိုနားနေအဝေးဆုံးကိုပြေးတဲ့ထက်ပြေးမယ်ဆိုတာမမင်းနဲ့နော်အဲ့ဒါလေးတွေမမင်းနဲ့